ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခုဒီ series ပွဲစဉ်နေဘတ်ချန်ကိုတစ်ချက်တော့ကြည့်ကြတာပေါ့ series ပွဲစဉ်နေနေရာမှာကြာတော့သူကအခုပွဲစဉ်ပွဲစဉ်၈ဒီကိုသူကရောက်ပြီပွဲစဉ်၈ဒီရောက်တဲ့အချိန်မှာဟော series ပွဲကအခုအာစိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားကောင်းတာဘယ်လိုလဲဆိုတော့သူကအတင်းကြီးတင်းအနေနဲ့ပုံစံမျိုးနဲ့ကသူတို့တင်းနဲ့ကိုပြည့်ပြည့်စုံစုံအနေနဲ့ကိုသူကမအူးဆောင်လာဒီနှစ်အဒီပတ်ပွဲမှာတင်းတက်လိုက်အာပြီးကြတဲ့ဥပမာပြီးကြတဲ့ပတ်ပွဲတော့ဆိုရင် အစီမလန်ကထိတ်ကိုရောက်တယ်ပြီးတော့ဒီဘက်လည်းကြောက်ကောရိုမာနဲ့ရိုမာနဲ့နာပိုလီကထိတ်ရောက်သွားတယ်အဲ့ဒီအပတ်မတိုင်ခင်ပွဲစဉ်6 6မှာတော့ကြာတော့ဒီအင်တာမီလန်ကအဲ့လိုမျိုးလှည့်နေတယ်အသင်းတွေကထိတ်ဆုံးရောက်တဲ့နံပါတ်1ဖြစ်တဲ့အသင်းကလှည့်ပြီးရှိနေတာဒါစီးရီးကဒီစုံစားကောင်းတယ်ဆိုတဲ့အနေထားပုံစံမျိုးပဲပြောမှာပေါ့ဒီအသင်းတစ်ပင်းအနေနဲ့ဆိုတာတစ်ခုအသင်းအများကြီးကထိတ်ပန်းကိုဝင်ပြီးလွတ်လွတ်နေတဲ့ပုံစံမျိုးက ဒီပက်ပွဲထဲမှာကျတော့သူတို့ကန်ရတာကနပိုလီနဲ့နပိုလီနဲ့အင်တာမီလန်ကန်ရတယ်သူတို့ထိပ်ပန်းခြင်းတွေပေါ့ပြီးတော့ရိုမရိုမကျတော့ရိုမနဲ့ဆက်ဆူလို့ကန်ရတယ်ရိုမနဲ့ဆက်ဆူကန်လာသူတို့နောက်ထပ်အသင်းကြီးတွေမှာရှိမှကအသင်းကြီးမှာရှိမှကဒီလာဇီယိုနဲ့လာဇီယိုနဲ့ဂျူပင်တက်ရှိတယ်ပြီးတော့အစီမီလန်နဲ့အစီမီလန်နဲ့ပီဆာရှိတယ်အစီမီလန်ပီဆာနဲ့အစီမီလန်အစီမီလန်နဲ့ပီဆာနဲ့ကအစောပိုင်းပွဲမှာပဲသူတို့ကဟိုကကြာသွားတယ် နှကုန်းနှုတ်စီနှကုန်းနှုတ်စီတည်ကြသွားတယ်အဲနှကုန်းနှုတ်စီတည်ကြတာတော့မှဒီဆန်စီကိုကွင်းမှာကန်လာတော့အာ AC Milan ကကန်ကောင်းလို့တော့ပေကြောက်သွားတယ်ပြောမယ်သူနောက်ဆုံးအချင်းမူကျမသူပြန်ပြီးတော့မှဟိုဘိုးပြန်ကောက်ပြီးတွင်းနိုင်တာအဲ့နဲ့သူနှကုန်းနှကိုတည်ကြသွားတယ်နှကုန်းနှုတ်တည်ကြသွားတာပေါ့ဒါ AC Milan ရဲ့ဝယ်အနေထားကပြီးတော့ဂျူဗင်တက်တင်ပြောမှာပေါ့ဂျူဗင်တက်တင်ပြောမှာဆိုဂျူဗင်တက်ကဂျူဗင်တက်ကလက်တော်အမှတ်ကအမှတ်ကဟုတ်တဲ့ပြည်ရထားလာဆိုတော့ လူနဲ့ကဟိုဒီပက်တီရတာအဲ့လိုမျိုးရတာမဟုတ်ဘူးလူနဲ့အခုမှဟောလို့ရှိတယ်သူက72မှတ်ပဲရသေးတယ်အခု72မှတ်ပဲရသေးတဲ့အချိန်မှာသူအောက်ပြီးတော့ဟိုကဖြစ်သွားတယ်သူရှုံးသွားတယ်ရှုံးတာကပြီးခဲ့တဲ့ပတ်ပွဲတုန်းကသူကကိုမိုသူရှုံးတယ်ပြီးတော့ချန်ပီယံလိမှာချန်ပီယံလိမှာကရီမက်တူကိုကောက်ရှုံးတယ်ရီမက်တူကောက်ရှုံးတယ်အခုဒီနေ့ပွဲမှာလိုင်ယူလဲကောက်ပြီးရှုံးလဲရှုံးသွားတော့ဒီဟိုကဖြစ်သွားအဲ့ဒီသူတို့ဂျူမင်တက်ကဒီဟိုကနေ အာတို့အဆွေဖွဲ့တယ်တို့ဟိုကပြကောစိတ်တူပြီးတော့မှအဲ့ဒီတူဘောကိုတို့ကောက်ပြီးတော့ဟိုကပြထုတ်ပလိုက်ပေါ့တို့ကောက်ထုတ်ပလိုက်တာအခုအာသိပြီးတော့မကြင်အချင်းတွင်းမှာပဲဂျူဝင်တက်ကထုတ်နေတာနှစ်ယောက်ရှိပြီပေါ့အဲ့ဒီမော့တို့အဲ့ဒီတူဘောကိုကောက်ပြီးတော့တို့ရောကောက်ပြီးတော့ထုတ်လိုက်တယ်ထုတ်ပြီးတော့အာအခုဘရန်ဘီလာဘရန်ဘီလာကိုတို့ကောက်ပြီးတော့မှအကြီးပြထပ်ပြီးတော့ညှိတော့ညှိနေတာပေါ့အနေထားပုံစံမျိုးလည်းဘယ်လိုလောင်းမလဲတော့ဟို ပြောင်းဝင်တဲ့နေ့တော့မထုတ်တော့မထုတ်ပြန်တာလေဒါဂျူဝင်တက်ကဒီဂျူဝင်တက်နဲ့လာဂျီယိုလာဂျီယိုနဲ့ပြန်လဲပြန်တော့အဲအဲ့ဒီမှာထူးခြားမှုနေတိုင်းပုံနဲ့ပြောရမလဲဆိုတော့လာဂျီယိုကလာဂျီယိုနဲ့အင်ဂျီပုံစံကမန်ချက်စတာစီးတီးနဲ့အပေါ်လုံးအတူတူပဲလာဂျီယိုကတော့နာမည်ကြီးတာပေါ့ဒီမန်ချက်စတာစီးတီးကနောက်ပိုင်းအဲ့ဒီ သူတို့တစ်ခေပြောင်းလဲအနေထားပုံစံမျိုးနဲ့မှာပဲမက်ဆာစီတင်းကထိပ်မှန်ကိုရောက်လာတာဒီလာဇီယိုတင်းကနာမည်ကြီးတာကြာပြီဟိုးတော်တော်မှဟိုလွန်ခဲ့တဲ့နှစ်ပေါင်း20 30 30အဲ့လောက်ကတည်းကကိုလာဇီယိုကကောင်းကောင်းလေးနာမည်ကြီးနေတာသူကသူတင်းကအများနဲ့မိုးပြန်ရအောင်မိုးပြန်ရအောင်ပုံစံမျိုးမျိုးပဲနေဒီနေ့အဲ့ဒီလာဇီယိုအဲ့ဒီအနေထားမျိုးပြန်နေရတယ်သူ့မှာကဟိုတော်တော်များများကသူကစပွန်ဆာမပါဘူး မြစ်ပွဲမှာလည်းကြည့်နေရသူစပွန်ဆာမပါဘဲနဲ့ပေါ့ရောင်နေနဲ့ပဲသူတို့ကန်သွားတယ်ရောင်နဲ့ကန်သွားတော့အဲ့ဒီမိုးပြရောင်ရောင်နေနဲ့ပဲအဲ့ဒီလက်ရှိဆင်းကပွဲဆက်ပိုင်းမှာရှိသေးတယ်အဝေးကနေပဲလှမ်းပြီးတော့ကန်တာဟောလောက်ရှိမှာခိုင်း20လောက်ရှိမှာ90လောက်နေလှမ်းကန်တာဒီမနေ့ကိုယ်မှလည်းဘာမှခံစားနိုင်ဘူးအမှဟိုပစ်လိုက်ရောကူးပစ်လိုက်ရောအဲ့တကူလေးနဲ့ပေါ့ပြန်တော့လိုက်တော့လိုက်တာပဲဂျူနက်ကဂျူနက်လိုက်တဲ့ဟာကပြန်ပြီးတော့ဟိုမှာမဖြစ်တော့စိတ်မမီတော့ဘူးစိတ်မမီတော့နဲ့ ပွဲပြီးတော့တဘိုးတုံညာနဲ့ပဲဒီနေ့ကောက်ရှုံလာတာပေါ့ဒီနေ့ကောက်ရှုံအောင်ဒီနေ့ကောက်ရှုံတော့ဒီနေ့17မိနစ်နေရာပဲရှိတယ်လာဂျူလည်းရှင်နေကောင်းလားဆိုတော့လာဂျူလည်းတိတ်ပြီးတော့ဒီနှစ်မှာလည်းလင်ဖက်လင်ဖက်နဲ့ပဲသူလည်းရုံးကန်နေရတာပဲလာဂျူလည်းရုံးကန်နေရတာပြီးတော့အဲ့ဒီရိုမာအတင်းကြောင်းပြောမှာပါရိုမာကဆက်ဆူလိုနဲ့ဆက်ဆူလိုနဲ့ကန်ရတယ်ရိုမာကအဝေးကွင်းအင်ဂျီကလည်းမိုက်တော်မိုက်တဲ့အဖြူမာကိုကော်လန်အစင်ကြားလေးနဲ့အဲ့ဒီအင်ဂျီပုံစံမျိုးလည်းမိုက်တယ် ဆက်ဆူလိုကတော့ကတော့သူကအိမ်ကွင်းပေါ့ပြင်ရင်သူကအမဲနဲ့အစိမ့်နဲ့ကိုသူကအချိန်ခံပြီးတော့ဝတ်တဲ့အတဲပေါ့ဆက်ဆူလိုကဒီလိုပွဲမှာပြန်ပြီးတော့မှဟိုပြင်မြင်ရတာဒီဘန်လိုက်ရဲ့ဒီဘန်လိုက်ရဲ့ကိုတင်တာကိုပြင်မြင်ရတာပေါ့ဒီလိုကိုတင်တာမြင်တော့သူကသူ့ရဲ့ကလေးသူ့ကလေးရှိနေတဲ့ဟာကိုပဲသူလုတ်ပြသူပုံမှန်အဖြစ်ပုံမှန်ဖြစ်သူကိုတင်ပြီးတဲ့ခါကျရင်သူအောင်ပွဲခံတဲ့ပုံစံမျိုးက ဲမျက်နှာဖုံးဖုံးနေတဲ့သူအောင်မခံတာမျက်နှာဖုံးနေအောင်မခံတာအခုဒီနေ့ကျတော့ဘလုံးနဲ့ဟောအာဘလုံးကိုဟိုဗိုက်ကြည့်တဲ့ပုံစံမျိုးပေါ့လောက်ပြီးတော့မှသူဟောဖြစ်တော့အောင်မခံသွားတယ်အဲ့ဒီဒီဘက်ကသူနဲ့ကခုနဲ့ပဲသူကောက်နေသွားတယ်လိုက်ကြည့်တော့ကောက်နေသွားတယ်လိုက်ကြည့်ကောက်နေသွားတာကသူအခိတ်ပံပြန်ရောက်သွားတာပေါ့အဲ့ဒီမှာနာပိုလီနဲ့နာပိုလီနဲ့အင်တာမီလန်နာပိုလီနဲ့အင်တာမီလန်ပွဲမှာလည်းဒီအင်တာမီလန်ကောင်းကောင်းလေးမခံနိုင်ဘူးပြောမယ် နပိုလီရဲ့အင်ကွင်းရဲ့ရုံအောင်ပထမဂိုးကဒီအာဒီဘိုင်နာတွင်းနဲ့ဒီဘိုင်နာဂိုးတွင်းနဲ့ပနတီဂိုးနဲ့တွင်းနဲ့ပြီးတော့မတ်တော်မနီမတ်တော်မနီပြီးလဲပြီးတော့နောက်ဆုံးဂိုးတော့ကျတော့အာအန်ဂူအန်ဂူစာအန်ဂူစာတော့ပြောင်းအောင်အန်ဂူစာတော့ပြောင်းအောင်ဒါကသူတို့အာချန်နိုလူလူကပြန်ပြီးတော့မှတကူပြန်တွင်းနဲ့ပနတီနဲ့ပနတီနဲ့ပြန်ပြီးတော့ဂိုးတွင်းနဲ့ဒီပွဲမှကျတော့ဒီဘိုင်နာကပေါင်ကျင်တယ်ရရသွားတယ်ဆိုတော့ဘယ်လောက်ထိ တကြံနာမယ်ဆိုတာမသိဘူးပေါ့နော်အဲ့ဒီတော့ကတော့နည်းနည်းလေးစိတ်မကောင်းတဲ့အနေအထားပုံစံမျိုးရှိတယ်ပြီးတော့ကွန်မြူနစ်နဲ့ကွန်မြူနစ်နဲ့အတ္တလန်တာနဲ့အတ္တလန်တာကဒီနေ့ဘိုင်းရီတယ်မှာဆက်တိုက်ကိုအတင်းကြီးပုံစံမျိုးနဲ့ကိုခြေဆွာနေတဲ့ခြေဆွာနေတဲ့အတင်းပေါ့ခြေဆွာနေတဲ့အခုဒီနှစ်ထဲမှာလည်းဒီထူးထူးခြားခြားပေါ့စီးတီထဲမှာလုံးဝရှုံးပွဲမရှိတဲ့အတင်းနေနေဆိုလို့လဲအဲ့ဒီအတ္တလန်တာတင်းမကျန်တော့တယ်အဲ့ဒါတင်းမကျန်တော့ဒါပေမဲ့ तू ကအခုနေရာက तू က စစ်ခုနှစ်နေရပဲရောက်နေတယ်ဘာဖြစ်လို့လဲသူနိုင်ပွဲနေလို့နိုင်ပွဲနေလို့ကနိုင်ပွဲနှစ်ပွဲပဲရှိသေးတယ်သူဟိုတရေက6ပွဲတရေက6ပွဲဆိုတဲ့နေထားမှာကသူ့သမောင်းသူလည်း12မှတ်ပဲရသေးတယ်နိုင်ပွဲအာရှုံးပွဲမရှိတာတော့မှနိုင်ပွဲရနေလို့နေအမှတ်ကတော်တော်လေးသိတာပါဒီအက်တလန်တာဒီအဲ့ဒီပွဲမှာခရူမီနီနဲ့ခရူမီနီနဲ့အဲ့ဒီအက်တလန်တာပွဲမှာကဘာတခုဟိုတင်းအနေနဲ့ကိုတက်လာလဲဆိုတော့ ကွန်မြူနစ်ကနေဂျင်နီဗာတီကကွန်မြူနီရောက်လာတာဟောလက်စတာကနေကောက်မောက်ရောက်အခုဒီနေ့ပွဲမှာဂျင်ဗာတီကကောက်ပြီးတော့ပွင့်သွားတယ်ဂျင်ဗာကောက်ပြင်သွားတယ်ဂျင်ဗာတီရဲ့အကြောင်းအရာတွေပဲဟိုဟိုတက်လာတာပေါ့ဂျင်ဗာတီကအခုသူကအသက်ကသူ30နှစ်ဂျင်ဗာတီအသက်က39နှစ်လောက်ရှိနေပြီအဲ့ဒီဟာအဲ့ဒါသူကနေသူလုတ်ပြနေတော့မယ်ဆိုတဲ့အနေထားပေါ့နော်ကွန်မြူနီကထိပ်ပိုင်းတော့အရင်ကပွဲစဉ်အစောပိုင်းတွေမှာထိပ်မရောက်ဘူးဒါပေမဲ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကောသူလည်း အောက်ကိုတော့တအီအီနဲ့တော့သူပြန်တော့ကြာတော့ကြာလာပြီခွန်မီနီကဒီဒီနေ့ပွဲတွေမှာများတော့အဖြစ်ရသူတို့တီကြတဲ့ပွဲတွေကတော်တော်လေးများတယ်စီးရီးပွဲတွေကတီပွဲစဉ်ကဘယ်တော့အောင်ရှိတယ်ဆိုတော့၅ပွဲတော့၅ပွဲတော့ရှိတယ်ဖွန်ဒီနာနဲ့ဖွန်ဒီနာနဲ့ဘိုလော့နာလည်းတီကြတယ်ပြီးတော့ဟာဘတ်ဘရိုနာနဲ့တတိယဒီနေ့လည်းတီကြတယ်အဲခွန်မီနီနဲ့အတ္တလန်နာနဲ့တီကြတယ်ပြီးတော့ပါမားနဲ့ ပါမနဲ့ကိုမွန်နဲ့လည်းတည်ကြတယ်ပြီးတော့ AC Milan နဲ့ PSG နဲ့တည်ကြတယ်သူတို့ဒီဘက်ကန်နဲ့ပွဲတဲ့မှာကိုငါးပွဲတောင်သူတို့တည်ကြပါလားငါးပွဲတောင်တည်ကြပါလားအမှဥဒိနီကဥဒိနီရဲ့လက်ချီကိုလက်ချီ3-2ကိုနဲ့ကောက်ပြီးတော့နိုင်တယ်လက်ချီ3-2ကိုနဲ့ကောက်နိုင်တယ်ပြီးတော့ပြီးတော့ပါရှိမလဲဒီနပိုလီက Inter Milan ကို3-2ကို3-2နဲ့နိုင်တယ်တိုရီနိုက Girona ကို2-2နဲ့နိုင်တယ်ပြီးတော့ Roma နဲ့ Sassuolo က တို့မှအဒီဗလာဂိုးနဲ့ကိုတကူတုံရနိုင်တယ်ပြီးတော့လာဂျီကပက်စစ်ကလည်းသူတကူသွင်းတယ်ဒီသွင်းတဲ့ဟာနဲ့ကိုအာကောက်ပြီးတော့နိုင်တာပေါ့ဒါစီးရီးပွဲတွေရဲ့ဝက်စင်ရှစ်အနေထားပုံစံမျိုးဝက်စင်အနေထားပုံစံမျိုးပြီးတဲ့အချိန်မှကြတော့ဘယ်သင်းတွေဦးဆောင်နေလဲဆိုတော့အာနပိုလီကနပိုလီကနံပါတ်1နေရာမှာဦးဆောင်နေတယ်နံပါတ်2နေရာမှာကရိုမာရှိတယ်သူတို့ကတော့အမှတ်တူပဲ အမတ်တူကိုဂိုးကွာချာချာအနေခံပုံစံမျိုးနဲ့ကိုနာပိုလီယံဦးဆောင်နေတာနာပိုလီယံအခုလက်တော်သူကဂိုးကွာချာချာအနေခံမှာသူက9မှတ် +7 ရှိတယ်ရိုမာက +5 ရိုမာ +5 အဲအဲ့ဒီမှာကြည့်နေရင်လည်းတခုသတိထားမိရကြတော့ဒီဘယ်အသင်းမှထူးထူးခြားခြားကိုဒီဂိုးကွာချာချာအနေခံရမှာလဲအရင်ကိုမသိတာတလို့မျိုးအမှတ်နေခါလဲအရင်ကိုမသိတာအောင်အခုနာပိုလီနဲ့ရိုမာနဲ့ကထိတ်တော့ရောက်နေတယ် အချိန်မီယူအပြောင်းလဲဖြစ်သွားနိုင်တယ်ဆိုတဲ့အနေထားပုံစံမျိုးလည်းဒါပြောရမယ်။တကယ်နဲ့တကယ်နဲ့မှရှိတဲ့ AC Milan နဲ့ကလည်းသူတို့ကွာတာကဟိုတမှတ်ပဲကွာတယ်။တမှတ်ပဲကွာတယ်။ AC Milan က18မရတာလေ။ Inter Milan က Inter Milan ကတော့ဒီနှစ်ကဟိုအချိန်မီကတော့ကောင်းတယ်လို့လို့မကောင်းတယ်လို့လို့အနေထားမျိုးကသူကရှုံးနေရှုံးမယ်မရှုံးရင်လည်းနိုင်မယ်ဆိုတဲ့အနေထား။သူရှုံးပွဲတော်တော်လေးတွေးထားတာကတော့တော်တော်လေးများတယ် သုံးဘွဲ့သုံးဘွဲ့တောင်တွေ့ကြတယ်။အဲတော့နိုင်ဘွဲကျတော့သူက၅ဘွဲနဲ့သူက15မှတ်15မှတ်ဟိုအဆင့်၄နေမှာသူရောက်နေတယ်။ဒီနှစ်ကအကုန်လုံးတော်တော်လေးကိုစောက်ကြည့်မယ်ဆိုတော့အထင်ကြီးလိုက်ကြတာကကိုမိုတင်အဲ့ဒီစက်ဖက်ကတည်းကကိုမိုတင်ကိုမိုတင်ကအခုအဆင့်6နေရာမှာရှိတယ်။သူကလည်းရှုံးပွဲတော့နေတယ်သူတည်ရများနေတာနဲ့တည်များနေတာနဲ့သူက73မှတ်နဲ့အဆင့်6နေရာမှာရှိတယ်။ပြီးတော့ဘိုလော့နာဘိုလော့နာကတဖြည်းဖြည်းနဲ့ကိုဘိုလော့နာရဲ့အတ္တလန်တာနဲ့က အထင်သေးလို့မရတဲ့သင်တန်းမှာပါတယ်သူတို့တွေမနစ်ကလည်းဒီဟိုအထဲမှာချင်းပင်လိဝင်ရတဲ့အသိန်းတွေထဲမှာသူပါတယ်ဒီနှစ်မှာလည်းအဲ့ဒီထိပ်ပိုင်းကိုသူပြန်ပြီးတော့ရောက်လာပြီးပြောမှာပေါ့အဲ့ဘိုလောနာဒီအာအစ်ကိုနဲ့ရှင်းနေရမှာရှိတာကအတ္တလန်တာနဲ့အတ္တလန်တာနဲ့ဂျူပီတာနဲ့အတ္တလန်နဲ့ဂျူပီတာနဲ့သူတို့နှစ်သင်းကလည်းအာဂျူပီတာကတော့ဂျူပီတာကတော့တိတ်တော့မကျင်းပြေဘူးလားမသိဘူး အဲ့ဒီအတလန်တာလို့ခြေစွမ်းကောင်းပြီးတော့ချိန်တန်တဲ့ခံရသူထိပ်ပိုင်းနေရာကိုပြန်ရောက်မယ်ဆိုတာတော့ဒါတော့တော်တော်လေးကြည့်တာပဲပြီးရင်လာဂျီယိုလာဂျီယိုကသူတို့ရိုင်းအမှတ်ပွားကြကြတယ်ရိုင်းတော့တိတ်တော့မသိတာပေါ့လာဂျီယိုနဲ့ဒီဂျူမတက်နိုလိုဂျီတဲ့အမှတ်ပွားကြတဲ့ရောက်ပေါ့တမှတ်ပဲရှိတယ်ဆိုတော့သူကအဆင့်30မှာရိုင်းကိုအမှတ်ပွားကြကြမကွာဘဲနဲ့ကိုစီးဒီကအဲ့လိုမျိုးဟိုရက်တည်နေတယ်ပြောရမယ်ဘယ်လောက်ထိလဲဆိုတော့အဆင့်အာအဆင့်7အဆင့်7က အဆင့်ဆက်နှစ်ကတိုရီနိုနဲ့အဆင့်တစ်ကနာပိုလီတင်းနဲ့ကွာချက်ချက်ကသူကဟိုကပဲကွာတယ်သူကြားထဲမှာအမှတ်ကောက်ချက်ခုနှစ်မှတ်ပဲကွာခုနှစ်မှတ်ကခုနှစ်မှတ်ကသုံးပွဲဆိုရင်ခုနှစ်မှတ်ကကောင်းကောင်းလေးပြန်ပြီးတော့ဖြတ်နိုင်လို့ဆိုတဲ့ပုံစံမျိုးကဒါဘယ်တင်းမှမချင်းတည်သေးဘူးလို့ပြောရမယ်ဆိုတဲ့ပုံစံမျိုးပဲအောက်ဆုံးမှရှိနေတာကြတော့သူတို့၃သိန်းကပီဆာကတော့အခြေအနေမကောင်းဘူးပီဆာတော့လိမ့်မှတ်ပေးရတယ်ပီဆာလိမ့်မှတ်ရ ွင်ဒီနာကလည်းသူကသူကလည်းလေးမှတ်ပြင်ချူဂျီဂျီဂျီနိုအာကဂျီနိုကလည်းသုံးမှတ်ပဲရှိသေးတယ်သူတို့တင်ကတော့သူတို့တင်သူတို့တင်နေအဲ့ဒီအောက်မှာရှိတဲ့တက်ဆင်းဆုံးမှာရှိတဲ့သုံးတင်လုံးကလည်းအခုချိန်မျိုးသူတို့နိုင်ပွဲမရသေးဘူးနိုင်ပွဲမရသူတို့နဲ့အလားတူပဲဟာလက်ဘရိုနာတင်ကလည်းသူလည်းဟိုမှာဖြစ်တယ်နိုင်ပွဲမရသေးဘူးသူတို့လေးတင်ကတော့နိုင်ပွဲမရသေးဘဲနဲ့ကောင်းကောင်းလေးရုန်းကန်နေရတော့ ြီးရင်ရှုံးမရှိတဲ့အတင်းဆိုတော့အတ္တလန္တာတစ်ပင်ကတော့ကျင်ပြီးတာပေါ့အဲ့ဒါကတော့ဒါစီးရီးပွဲစဉ်တွေရဲ့ပွဲစဉ်ရှစ်ပွဲပြီးတဲ့အနေထားပုံစံမျိုးတွေပေါ့အာတူချင်းစွမ်းဆောင်ရည်ပုံစံမျိုးကိုကြည့်မယ်ဆိုရင်တို့ဒီဂိုးသွင်းနဲ့ထိပ်ပိုင်းဂိုးသွင်းနဲ့ဒီစင်းင်းမှာဘယ်လိုရှိမလဲဆိုတော့ဒီဘူလောနာကဘူလောနာကအိုဆိုအိုဆိုလီနီတဲ့အိုဆိုလီနီတဲ့အဲ့ဒီတယောက်က အာသူဒီကြားထဲမှာမှသူတက်လာတာပေါ့သူတက်လာသူကသူကအီတလီအီတလီလူမျိုးပဲအီတလီမျိုးပဲတက်တာ28ရှင်းနေရှိပြီအိုဆူလီနီကတော့ငါးကိုလက်တော်တော်ရနေတယ်ပြီးတော့ဒီအစ်စီမလန်ကခရစ်စတန်ပူလီစစ်ကခရစ်စတန်ပူလီစစ်ကလီဂိုတွင်လာတယ်ပြီးတော့နီကိုပတ်နီကိုပတ်ကလည်းနီကိုပတ်ကိုမိုကတော့လီဂိုတွင်လာတယ်ပြီးတော့ဒီဘိုင်းနာကဒီဘိုင်းနာလည်းလီဂိုတွင်လာတယ်ဒီဘိုင်းနာကတော့သူနာသွားတယ်ဆိုတော့ ်သိပြီးတော့ထပ်ပြီးတော့မြင်ရဖို့ပုံစံမျိုးတော့နေတော့နေပါပါဒီဒီပန်းနာကတော့ဒီအစစ်ပုံစံကိုဖန်တီးတဲ့လူနေရာမှာကအဲ့ဒီမီကိုပတ်ပဲသူလည်းလေဘိုးနေနဲ့ပြထားတယ်လေဘိုးပြလာတယ်ဆိုတော့ဒီကိုပတ်ကဆောက်ကြည့်ရမယ့်ကစားသမားတွေမှာလုံးဝကျင်းပြပါပါတယ်လို့ပဲပြောရမှာပေါ့ဒီကိုပတ်အခုမှအသက်က22နှစ်ပဲရှိသူအာဂျင်တီးနာအာဂျင်တီးနာနိုင်ငံသားပေါ့အညာနိုင်ငံသားအရက6ပြည်နဲ့တက်လာမှရှိတယ်သူဘူဒနာကလေကိုဘူဒနာလေကိုပြီးတော့ ကိုဖိုင်တာလူကိုဆိုတော့ तू ကတော်တော်လေးအရေးကြီးရှိတဲ့လူလို့ပဲပြောမှာပေါ့ဒါနဲ့ကိုပတ်ရဲ့အနေထားကိုမအဘိကရဲ့ကိုမတင်ရတင်တာအနေနဲ့ကိုအခုဒါကပွဲစဉ်10ပွဲပြီးတဲ့အချိန်မှာ CD CD ပွဲတွေရဲ့ CD CD အတင်းတဲ့အချိန်တွေပေါ့နော် CD အတင်းတဲ့အချိန်တွေဟုတ်ကဲ့နာပိုလီကတော့ဦးဆောင်နေတယ်ဘယ်လိုဖြတ်ဖြုံမှန်းသူစိတ်ဝင်စားဖို့ကောင်းတာသူတို့အငြင်းတန်းလို့တော့တစ်သင်းနဲ့တစ်သင်းက ဟိုအနည်းငယ်တက်ကြတာတပတ်ပြီးတပတ်ပြောင်းပြောင်းနေတာအဲ့ဒါစိတ်ဝင်စားဖို့ပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်